MSP ဒီရတဲ့ channel တွေခံရပါပဲတင်း challenge ဟိုဖြစ်တာဖြစ်ပြီးွားပြီဆိုထားရတော့ BG BB သူတို့ကညီမလေးကိုခဏပြန်လို့ပေးမယ်ဆိုရင်တော့အဆင်ပြေအမတစ်ချက်မျိုးကြည့်ပေးမယ်လေနော်ဟုတ်ဒါစိတ်နောက်ချက်ဖြစ်မဖြစ်တဲ့ကိစ္စပေါ့နော်ဗျုံကနေတည်သွားတဲ့ကိစ္စလည်းမဟုတ်ဘူးပေါ့နော်ဆိုတော့ကျွန်တော်တို့ကိုချင်းမစားဘူးလို့ပြောမှာပေါ့ဆဲရှင်တဲ့သူတွေကလည်းဆဲမှာပေါ့နော်ကိုကိုဦးဂျင်ဆိုင်ခဲ့ရတဲ့ပြဿနာတော့မကြည့်ပါဘူးအမေဆုံးသွားတာနော်မပြောင်းဘူးဆက်ကွာကိုတော့လိုချင်တာအဲ့လိုတရားဥပဒေမျိုးလိုချင်တာ ရုပ်ရှင်ပေါ်မှာအဲ့လိုစိတ်မျိုးထားရတဲ့သူမျိုးလိုချင်တာရှူတင်ထဲမှာတော့ရန်ရိုက်ချင်တာပေါ့ဟိုပြ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 ချင်းတော့ရန်ရိုက်ချင်တာပေါ့မလေးမစားနဲ့ဘာဖြစ်လို့လဲသိရမလားပြီးတော့ तू က Miss University ပါရယ်လဲရှေ့မှာပြိုင်ဘူးတယ်ပေါ့နော်နောက်တခြားအလုပ်တွေလည်းလုပ်ဘူးတယ်ပြီးတော့အပြင်မှာလည်း professional အလုပ်လုပ်နေတယ်ဆိုတာ professional တယောက်လို့ပြီးတော့ cosplay တွေလည်း तू ပြိုင်နေလေဟိုပွဲနေတွေရဆိုလဲတွေ့မှာပဲဆိုတော့အဲ့ဒါတွေလည်းပြိုင်နေဆိုပြီးတော့ဘာဖြစ်လို့ဒီမှာ contract လည်းရှိတယ်ငါတို့ပွဲချမှာ ဟိုသူကလာပြီးတော့ရိုက်ကူးရေးတွေအကုန်လုံးလုံနေလူကြီးရဲ့မှာမလေးမစားနဲ့ဘာထဖြစ်တာလဲဆိုတာမျိုးတော့ရန်တော့ရိုက်ချင်တာပေါ့ဟိုပြိုင်ပွဲကနေပြီးတော့ပြိုင်ပွဲစီးကဲကနေမလိုက်နာပါဘူးလို့ဖြစ်ရင်တော့မလိုက်နာနိုင်ပါဘူးဖြစ်ဆိုရဲမင်းရလည်းပြောပြီးသားပေါ့နော်ဆိုတော့အဲ့လိုပုံစံမျိုးနဲ့စိတ်တော်ကောင်းသူဘာအဲ့ဒါပြောလောက်ရှင်လို့မဟုတ်ဘူးဟိုက ground rule ကတော့ရှိရတယ် ြိုင်ပွဲကတော့ဒီလိုပဲရှိမှာပဲဘာလို့လဲဆိုတော့ကျွန်တော်တို့ကကြတော့ဟိုစကရေရပြိုင်ပွဲကိုစူပါစတာအကယ်ဒမီဆိုတော့လည်းစကရေရပြိုင်ပွဲအာပြီးတော့ပြိုင်ပွဲဆိုတဲ့အတွက်အရှုံးရှိမယ်အနိုင်ရှိမယ်နိုင်တဲ့သူကိုလည်းနိုင်တဲ့အလျောက်ကျွန်တော်တို့အနေနဲ့အာ chance ခုနကကျွန်တော်ပြောသလိုခေါင်းဆောင် main character အနေနဲ့ရိုက်ပေးမယ်ဆိုတော့ chance ရှိသလိုအာ channel ထွက်ရတဲ့သူတွေကလည်းရှိမှာပဲပေါ့နော်ဆိုတော့ကျွန်တော်တို့ဘက်ကလိပ်ပြာတန်တန်နဲ့ပြောနိုင်တာကျွန်တော်ဆိုလည်းအရင်ကတည်းက talent အနေနဲ့မီးဆက်တယ်ထက်လိုက်ရင်ဂျီစီလောက်တယ်အာ project အနေနဲ့ ဖက်ချက်မွေးလောက်တယ်အဲ့တော့နီးစက်တဲ့သူတွေရှိပြီမဲ့ဒီ super star က finalist အယောက်20လုံးကကျွန်တော်နဲ့အရင်ရှေ့မှာအလုပ်တစ်ခါမှလုတ်ခဲ့ဘူးတဲ့သူတွေမပါဘူးပေါ့နော်တကယ်တော့လုံးဝစူပါစတားရောက်မှပဲစုံရတဲ့အာ တကယ်ကလေးအစ်စ်တွေပေါ့နော်အကုန်လုံးနဲ့ပဲစုံညားတယ်ဒါတော့ကျွန်တော်တို့အပတ်အပိုင်းကလည်း clear ဖြစ်တယ်လုံးဝဟိုလိုဇက်ချိုတိုက်ထားတာတို့တယောက်ယောက်ကိုတော့ဟိုတမီးရတော့ villain လို့အဲဒါတော့ဟိုပေါ့ပိုကောင်းတဲ့ဟိုပေါ့တနာစရာကောင်းတဲ့ငိုရတဲ့ character လေးမှပဲနေအဲတမီးရတော့ဟိုနည်းနည်းစွာတဲ့ဟာလေးလှုပ်ဆိုတာမျိုးဒါဒါမျိုးတွေလုံးဝမရှိဘူးထက်ကထက်ကကျွန်တော်တို့ဟိုပြောနိုင်တာတော့ကျွန်တော်တို့မှလို့လှုပ်ကြံတာပေါ့နော်တမင်သက်သက်ကြီးအဲ့လိုမျိုး drama တွေလှုပ်လို့ရန်နေဖြစ်တော့အဲ့လိုဖန်တီးတာတခုမှမပါဘူးပေါ့နော်အဲ့တော့အဲ့ဒီထဲမှာသူတို့ဖြစ်နေတာအကုန်လုံးပြီး အဲ့ဒါအစ်စ်ပဲအဲ့ဒါအစ်စ်ပဲပေါ့နော်ဘာလဲယုံကြည်လဲဟုတ်ကဲ့စီဖောက်လို့ရှိရင်ဒီရရဲ့ channel တွေခံရပါပဲ team challenge ဟုတ်ဖြစ်တာဖြစ်ပြီးွားပြီဆိုတော့ထားရတော့ BGPB တို့ကညီမလေးကိုခဏပြန်လို့ပေးမယ်ဆိုရင်တော့အဆင်ပြေအမတစ်ချက်မျိုးကြည့်ပေးမယ်လေနော်အကြပြောတော့သူမိသားစုပေါ့နော်ချမ်းမရေးရပေါ့အဲ့ဒီအချိန်ဆိုလဲဘယုံငနေပေါ့နော်ဟင်မရဘူးတမီးကပြန်မရတော့မယ်ကိုညိုပြောသလိုပေါ့ကျွန်တော်တို့ local ရဲ့ industry ရဲ့ထုံးစံကြလုံးမယ်ဆိုလုံးမယ်မလုပ်ဘူးဆိုမလုပ်ဘူးပေါ့နော်အဲ့တော့ဟို သူ့ကိုကျွန်တော်တို့ပြောတဲ့စကားခေါ်ပြောတဲ့ဟာလေးကအတူလေးပါလိုက်တယ်ပေါ့နော်ဒါပေမဲ့တကယ်တော့အပြင်းမှအကြိုက်ပြောရတာပေါ့နော်အခြေလေအကြိုက်ကြီးရတာပြိုင်ပွဲကနေပြီးတော့ပြိုင်ပွဲစီးကဲကနေမလိုက်နာပါဘူးဖြစ်ရင်တော့မလိုက်နာနိုင်ပါဘူးဖြစ်ဆိုရယ်မနေ့ကလည်းပြောပြီးသားပေါ့နော်ဆိုတော့အဲ့လိုပုံစံမျိုးနဲ့စိတ်တော်ကောင်းသူ့ဘာအဲ့ဒါပြောလောက်ရှင်လို့မဟုတ်ဘူးကဟို ground rule ကတော့ရှိရမယ်နော်ဒီ20တွေကနေမှ ယုတ်တရက်ကြီးကြီးရမလားနှုတ်ထွက်လိုက်တယ်ဆိုပြီးထွက်သွားရင်လည်း production တတိယမလုံးလည်းနစ်နာတယ်သူနဲ့တူတူတရုပ်ဆောင်အောင်မဲ့သူလည်းနစ်နာတယ်နောက်ပြီးတော့ဟို team လည်းနစ်နာတယ်လို့နောက်တစ်ခါက detox 20ရဲ့မှာပါခြင်းလို့ထောင်ပေါင်းများစွာတဲ့ကနေအယောက်200 200နေ100 100အနေမှာ20ဆိုတဲ့ထဲမှာဟိုဘယ်လိုပြောရမလဲသူတရားကိုအိမ်အိမ်မာဒီလိုမျိုးဟိုပြဿနာလေးဖြစ်တာနဲ့သူ give up ဖြစ်ချင်တယ်ဆိုရင်ဟိုမှာသူ့ကြောင့်မို့လို့နောက်ဆုတ်ခဲ့ရတဲ့ ထွက်ခဲ့ရတဲ့သူကဒီ20ထဲမှာမပါခဲ့ရတဲ့သူတယောက်ကအရင်နှစ်နာရီလေနော်အဲ့တော့အဲ့ဒါအတော့ကိုလည်းနားလည်အောင်ရှင်းပြရတယ်ပြီးတော့ challenge ကလည်းလုတ်တော့မယ်သူ team ကလည်းဗပ်ပဲတယ်လို့ဖြစ်နေရပေါ့နော် script ကလည်းထွက်ပြီးသားဆိုတော့တော်တော်ကြီးတော့အဲ့ဒီအချိန်ဆိုကျွန်တော်တို့လည်းဟိုပေါ့ဒါစိတ်နောက်ရက်ဖြစ်မဖြစ်တဲ့ကိစ္စပေါ့နော်ဘုံကနေတည်သွားတဲ့ကိစ္စလည်းမဟုတ်ဘူးပေါ့နော်ဆိုတော့ကျွန်တော်တို့ကိုချင်းမစားဘူးလို့ပြောမှာပေါ့ဆဲရှင်တဲ့သူတွေကလည်းဆဲမှာပေါ့ဒါမဲ့လည်းတည်သွားတဲ့ကိစ္စလည်းမဟုတ်ဘူး ဒါပေမဲ့ဒါတို့ရဲ့ဟို emotional ပေါ့နော်ဟာတမီးကတော့အမိသားစုကဘယ်တော့မှမဖြစ်လို့ဒါဒါပေမဲ့ကျွန်တော်စိတ်မကောင်းစရာကောင်းတာကောင်းတာနောက်မှဟိုဟိုကျွန်တော်ပြန်တီးရတာပေါ့နော်သူရဲ့ဟိုအီးကြပြီးအဖေကိုလည်းဟိုသူများကအဲ့လိုမျိုးမတရားလုပ်ကြံဟိုတက်ဖြတ်ခဲ့တဲ့ကိစ္စမျိုးရှိတယ်ဆိုတဲ့ဟာမျိုးသိတဲ့အချိန်ကြတော့မှစိတ်မကောင်းတာပေါ့နော် shooting ထဲမှာတော့ရန်ရိုက်ချင်တာပေါ့ဟိုပြ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 ချင်တော့ရန်ရိုက်ချင်တာပေါ့ဟမ်မလေးမစားနဲ့ ဘာဖြစ်လို့လဲသိရမလားပြီးတော့သူက Miss University ပါရယ်လဲရှေ့မှာပြိုင်ဘူးတယ်ပေါ့နော်နောက်တခြားအလုပ်တွေလည်းလုပ်ဘူးတယ်ပြီးတော့အပြင်မှာလည်း professional အလုပ်လုပ်နေတယ်ဆိုတော့ professional တယောက်လို့ပြီးတော့ cosplay တွေလည်းသူပြိုင်နေလေဟိုပွဲနေတွေရဆိုလည်းတွေ့မှာပဲဆိုတော့အဲ့ဒါလေးလည်းပြိုင်နေဆိုပြီးတော့ဘာဖြစ်လို့ဒီမှာ contract လည်းရှိတယ်ငါတို့ပွဲချမှာဟိုသူကလာပြီးတော့ရိုက်ကူးရေးအကုန်လုံးလုပ်နေလူအုပ်ကြီးရဲ့မှာမလေးမစားနဲ့ဘာထပ်ဖြစ်တာလဲဆိုတာမျိုးတော့ရန်တော့ရိုက်ချင်တာပေါ့နော်ဒါမှ တက်နိုင်သမျှစိတ်ကိုထိန်းပြီးကျွန်တော်တို့လည်းပြောတဲ့အလုပ်သဘောရပြောဒါပေမဲ့ तू လည်းဟိုတမိပြန်လာပါမယ်ပေါ့စူးစမ်းပြီးပြန်လာကျွန်တော်တို့လည်းတက်နိုင်သမျှတော့ညှိနှိုင်းပြီးအကောင်းဆုံးလုပ်ပေးခဲ့တယ်အာအဆင်ပြေသွားပါတယ်ပေါ့နော်အဆင်ပြေသွားတယ်ဒါပေမဲ့ခုနကပြောသလိုသူ့ရဲ့ back story ဆိုတာပြိုင်ပွဲပြီးပြီးတော်တော်ကြာတော့မှသူ့စီကနေပြန်ပြီးရတဲ့အချိန်ကြာမှာဩတော်တော်စိတ်မကောင်းဖြစ်ရတယ်ဩသူ့မှာလည်းဒီလို family နဲ့ traumatize ဖြစ်ထားတဲ့ကိစ္စတွေသူ့ထဲမှာရှိတဲ့အတွက်အာသူဒီဟာကို seriously သူခံစားရတယ်ဆိုတော့အရာမျိုးနဲ့ဆိုတော့ဟိုနားလေပါတယ် Mir yeah, must stop us all.